လက်တလုံးမှာတိုင်းသိပြည်သိသွားချိုးထားတဲ့နှုပညာရှင်တွေအောင်မင်္ဂလာပါရှင်ပါမီစနောင်းမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်လက်တလုံးမှာစားထိုးထားတာမဟုတ်ဘဲသွားချိုးထားတဲ့နှုပညာရှင်တွေရောက်ရှိပါတယ်ဒီလိုသွားချိုးထားတဲ့နှုပညာရှင်တွေရောက်ကတော့ဆန်ဒီမိုးမြင့်နဲ့တင်ဆောင်ဝဲကျော်တို့နှစ်ယောက်ပဲဖြစ်ပါတယ်မကြသေးခင်ကကျင်းပပြီးစီသွားတဲ့မင်းသားကျော်ကောင်းပြင်းနဲ့မော်ဒယ်တန်နာပူရင်းရဲ့မင်္ဂလာပွဲမှာတော့သွားချိုးထားတဲ့ပုံနဲ့နာမည်ကြီးသွားတာကတော့မင်းသမီးဆန်ဒီမိုးမြင့်ပါ ဆန်ဒီမိုမင်းဟာရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်မင်းသမီးတယောက်ဖြစ်ပြီးချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပရိသတ်တွေကချစ်ခင်အားပေးကြရတာပါ။ဒါပြင်ဆန်ဒီမိုမင်းဟာဖက်ရှင်နဲ့ပတ်သက်လာရင်ခေတ်ရှိပြနေတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ဒီကနေ့ရပိုင်းမှာတော့ဆန်ဒီမိုမြင့်တရားတောတချောင်းချက်သွားခဲ့ရပါတယ်။ဒီလိုဆန်ဒီမိုမြင့်ရဲ့တောချိုးသွားရတဲ့နယ်ပတ်သက်ပြီးမင်္ဂလာဆောင်မှာဝါတီစားနေရင်တောချိုးသွားတာလား။မင်္ဂလာပွဲမှာငွေမိုးချင်းနေတော့ငွေလိုက်ကောင်းလို့တိုင်မီပြီးတောချိုးသွားတာလားဆိုပြီးထင်ကြီးပြနေကြတာပါ။ ဆန်နီမိုမြင့်ကတော့သူမသွားကြတာကိုလူတွေသိသွားလို့ခုဆိုလူကြားထဲမှာပစံဟာပြီးတော့မရှိရဲတော့ဘူးလို့ပြောလာတာပါနောက်ထပ်သွားကြထားတာကတော့မင်းသမီးတင်ဆောင်ဝင်ကျော်ပါမြန်မာနိုင်ငံအနုပညာရှင်လောကထဲမှာတော့ဆက်စီအကြဆုံးနဲ့ဆွဲဆောင်မှုဖြစ်ရှိတဲ့မင်းသမီးတလက်ဖြစ်တဲ့တင်ဆောင်ဝင်ကျော်ကတော့သူ့ရဲ့မျက်နှာစိတ်ပိုင်းနဲ့ပတ်သက်လို့အသေးစမ်းဖြစ်ချင်တာနဲ့ပဲတွားတွေကိုချူထားတယ်လို့ပြောလာတာပါမင်းသမီးတင်ဆောင်ဝင်ကျော်ကတော့လှပချုံးမော့တဲ့မျက်နှာခက်မိုက်မိုက်ဆက်စီကြောင်ဆွဲဆောင်မှုရှိတဲ့မင်းသမီးတလက်ပဲဖြစ်ပါတယ် မမတင်စားကတော့မြန်မာနိုင်ငံရုပ်ရှင်လောကမှာနာမည်ကြီးုံနေမှာကပဲမော်ဒယ်လောကမှာပါပုရိသတွေကိုလည်းဆွဲဆောင်နိုင်နေမင်းသမီးပါတင်စားဝင်ကျော်ရင်ညိုအားပြင်းလွင်းတဲ့ကောက်ချောင်းတွေနဲ့သူမရဲ့အလှပါတွေကြောင့်မြန်မာနိုင်ငံအမျိုးသားလူကြီးတောင်တင်စားဝင်ကျော်ကိုယောက်ျားရသွားမှာကိုတော့စိုးရင်ကြတဲ့ထီပါပဲ မင်းသမီးတင်ဆောင်ဝဲကျော်ဟာခုချိန်မှာတော့အသက်38နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့လည်းသူမကတော့သူမရဲ့အလားပါကုန်တစ်ဆက်ကလေးမှမပြည့်စုံမယိုရင်းရလျောင်းလူငယ်တွေနဲ့ရေမောင်တန်းကထိမ့်သိမ့်ပြုပြင်နေတာပါအခုအခါမှာတော့မမတင်စာဟာသူမကိုသူမမြင်ရလာအောင်ယူလာပြီးဖြစ်တဲ့အတွက်သူမကိုအားပေးချစ်ခင်နေကြတဲ့ပြည်သက်ချင်းတွေလည်းယူလာမှာပဲဆိုတော့အမြင်တစ်မျိုးစမ်းသွားအောင်လို့မွေးရပါသွားစုစုပေါင်း၈၀၀တိတိကုန်အနာခံခါချိုးထားတယ်လို့ပြောလာတာပါ အခုဆိုသူမမသွား32ချောင်းဆိုတာလုံးဝမရှိတော့ဘူးလို့ပြောလာတာပါမမတင်ဆောင်ဒီလိုမျိုးသွားချုံလိုက်တာကြောင့်လေတချို့ကတော့တင်ဆောင်ရင်မျက်နှာဟာခြိုက်ဝင်သွားကောင်ရုပ်ပြောင်းသွားတယ်လို့ပြောလာတာပါတချို့ကလည်းမမိုက်တော့ဘူးပါညာနဲ့ဝေဖန်ကြတာပါအခုပြောပြသွားတာကတော့ခုရပိုင်းထဲမှာသွားချိုးထားတဲ့အမှုပညာရှင်တွေရောက်ဖြစ်ပါတယ်။အခုရပိုင်းထဲမှာသွားချိုးထားတဲ့ပြည်သက်တွေရှိရင်လည်းပြောသွားကြပါအောင်ရှင်။